ပြည်ထောင်ချီမြန်မာနိုင်ငံဟာ2024ခုနှစ်အတွင်းစစ်အရာအတောင့်တင်းဆုံးကမ္ဘာနိုင်ငံတွေရဲ့အညွန့်ကိမ်းမှာကမ္ဘာအဆင့်35နေရာမှာရပ်တည်နေပေမယ့် Multiple Launch Rocket System ဒါမှမဟုတ် MLRS အတွဲလိုက်ဒုံးစနစ်အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတွေဆင်းမှာထိပ်သီးနိုင်ငံတွေဆင်းမှာပါဝင်နေတယ်လို့ဆိုပါတယ် Global Firepower ဖွဲ့ရဲ့ဖော်ပြချက်အရမြန်မာနိုင်ငံမှာတိုးလောင်ထားတဲ့ MNRS အတွဲလိုက်ဒုံးရင်အစီအ986စီးပိုင်ဆိုင်ထားပြီးတော့အစင်းတဲ့အသုံးပြုနိုင်တဲ့ MNRS အတဲလိုက်ဒေါင်းရင်အစည်းရေစုစုပေါင်း352စည်းပိုင်ဆိုင်ထားလို့ဆိုပါတယ်2024ခုနှစ်အတွင်း MNRS အတဲလိုက်ဒေါင်းစနစ်အများဆုံးပိုင်ဆိုင်ထားတဲ့ကမ္ဘာနိုင်ငံတွေရဲ့မှာတရုတ်နိုင်ငံရုရှားနဲ့မြောက်ကိုရီးယားနိုင်ငံတို့ကထိပ်ဆုံးမှာရပ်တည်နေပြီးတော့3180စည်းရုရှားက3065စည်းမြောက်ကိုရီးယားနိုင်ငံက2920စည်းပိုင်ဆိုင်ထားလို့ဆိုပါတယ်မြန်မာနိုင်ငံဟာအင်းဒီချင်းနိုင်ငံတွေရဲ့မှာတရုတ်အိန္ဒိယနိုင်ငံတို့တဲ့နိုင်ရှင်ရဲ့ MNRS အတွဲလိုက်ဒုံးရင်ပိုက်ဆံမှုအရေအတွက်နေပါနေပြီမေဘင်္ဂလားဒေ့ရှ်၊ထိုင်း၊လာအိုနိုင်ငံတို့ထက်တာလွန်များပြားနေပါတယ်။အိန္ဒိယနိုင်ငံ MNRS အတွဲလိုက်ဒုံးစနစ်အများဆုံးပိုင်ဆိုင်ထားတဲ့နိုင်ငံတွေစင်မှာကမ္ဘာအဆင့်6နေရာမှာရပ်တည်နေပြီးတော့အတွဲလိုက်ပြတဲ့ဒုံးစီစနစ်920ပိုင်ဆိုင်ထားတယ်လို့ Global Fire Power အဖွဲ့ကဖော်ပြထားပါတယ်။မြန်မာနိုင်ငံရဲ့အင်းကြီးနိုင်ငံတွေပြတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံက MLRS အတွဲလိုက်ဒုံးစနစ်အရေအတွက်82ခုရှိနေပြီးတော့လာအိုနိုင်ငံက MLRS အတွဲလိုက်ဒုံးစနစ်64ခုထိုင်းနိုင်ငံကတော့ MLRS အတွဲလိုက်ဒုံးစနစ်26ခုပိုင်ဆိုင်ထားပါတယ်။မြန်မာနိုင်ငံဟာ MLRS အတွဲလိုက်ဒုံးစနစ်တွေကိုပြည်ပနိုင်ငံတွေကဝယ်ယူခဲ့တယ်လို့ပြည်တွင်းမှာလည်းကိုပိုင်ထုတ်လုပ်တာတွေရှိနေတယ်လို့ဘာကြောင့် Wikipedia website မှာဖော်ပြချက်တွေကသိရပါတယ်။မြန်မာနိုင်ငံဟာ MAM01 အမည်ရှိတဲ့ MLRS အတွဲလိုက်ဒုံးစီစနစ် MAM02 အမည်ရှိတဲ့ MNRS အတွက်လိုက်ဒုံးစနစ်တွေကိုပြည်တွင်းမှာကိုပိုင်ထုတ်လုပ်ခဲ့ပြီးရုရှားနိုင်ငံတို့ MNRS အတွက်လိုက်ဒုံးစီစနစ်တရုတ်နိုင်ငံတို့ MNRS အတွဲလိုက်ဒုံးစီစနစ်၊မြောက်ကိုရီးယားနိုင်ငံတို့ MNRS အတွဲလိုက်ဒုံးစီစနစ်တွေကိုလည်းပိုင်ဆိုင်ထားတယ်လို့ကမ္ဘာ့ဝီကီပီးဒီယားဝက်ဆိုက်မှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံဟာအရင်ကခေတ်မီလက်လက်တွေပိုင်ဆိုင်နိုင်ဖို့တရုတ်နိုင်ငံကိုအတိတ်ကထားခဲ့ရှာပေမယ့်2010ခုနှစ်နောက်ပိုင်းမှာ ခင်မီလက်နက်တွေကိုပိုင်ဆိုင်နိုင်ဖို့ကြိုးပမ်းလာခဲ့ရောင်းရုရှားနိုင်ငံတို့စစ်လက်နက်ပစ္စည်းတွေကိုအတိအကျတောင်းဝယ်ယူလာခဲ့ပါတယ်။2024ခုနှစ်အတွင်းအတွဲလိုက် MNRS အတွဲလိုက်ဒုံးစနစ်တွေအများဆုံးပိုင်ဆိုင်ထားတဲ့ထိပ်သီးဆယ်နိုင်ငံဆေးမှာတရုတ်၊ရုရှား၊မြောက်ကိုရီးယား၊အီဂျစ်၊အီရန်၊အိန္ဒိယ၊အမေရိကန်နိုင်ငံ၊ဆီးရီးယား၊ပါကစ္စတန်၊မြန်မာနိုင်ငံတို့အစင်းလိုက်ရက်တည်နေပြီးတော့နာမည်ကျော်အမေရိကန်နိုင်ငံဟောင်းထိပ်ဆုံး၅နိုင်ငံဆေးအင်တဲမှာပါဝင်တာမျိုးမရှိခဲ့ပါဘူး။ Global Fire Power အဖွဲ့ကကမ္ဘာနိုင်ငံတွေရဲ့ မြေပြင်30လက်နဲ့ပစ္စည်းဝေးစဉ် land force in အားတောက်တဲမှုကိုတွက်ချက်ရမှာတင်ကားအစီးရေပိုင်ဆိုင်မှုစစ်ဘက်သုံးရှင်ပိုင်ဆိုင်မှုအရေအတွက် sail propeller artillery အမျှကြီးစနစ် two artillery အမျှစနစ် MNRS အတွဲလိုက်သုံးစနစ်ပိုင်ဆိုင်မှုအရေအတွက်ကိုထဲသွင်းတွက်ချက်ဖော်ပြထားခြင်းဖြစ်ပါတယ်